ဲ့တော့ဒီ stock market ရဲ့ sentiment ဆိုတာအလုံးပဲအရေးကြီးပါတယ်เนาะအဲ့တော့ဒီ stock သေးခွက်ရဲ့ sentiment ပေါ်မူတည်ပြီးတော့ stock zone တွေနှုန်းတွေဘယ်လိုပြောင်းလဲလဲเนาะအဲ့တော့ဒီ sentiment ဆိုတော့ stock သေးခွက်ပေါ်မှာကျွန်တော်ကပြည်သူလူထုရဲ့ဉာဏ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေပဲဖြစ်ပါတယ်เนาะအဲ့ဒီ sentiment တွေကပဲကျွန်တော်က supply demand ပေါ့เนาะဝယ်လိုအားရောင်းလိုအားเนาะ ဝယ်လိုကရောင်းလိုကဆိုတော့ဖြစ်ပေါ်လာပြီးတော့အဲ့ရနေပြီးတော့ဝယ်လိုကရောင်းလိုကဘာမှမတည်ပြီးတော့ဈေးနှုန်းအပြောင်းအလဲပေါ့နော် price movement တွေဖြစ်ပေါ်ဖြစ်ပေါ်ဖြစ်သွားပါတယ်အဲ့တော့လူတွေရဲ့ sentiment က bullish ဖြစ်တယ် bullish ဖြစ်တယ်ဆိုတော့နော်ဒီဒီ stock တွေတက်လာတော့ဈေးနှုန်းတွေတက်လာပြီဆိုရင်လူတွေခံစားသက်က bullish ဖြစ်တယ်နော် bullish ဖြစ်တယ်ဆိုတော့ငါဝယ်တော့မယ်ပေါ့နော်ဝယ်တော့မယ်နော်ဝယ်တော့မယ် ်ဟုတ်စီဝယ်တော့မယ်ဆိုတော့ဝယ်တော့မယ်ဆိုတဲ့အချိန်မှာ तू ကလည်းဝယ်မယ်နော် तू ကလည်းဒီ stock ကိုကျွန်တော်150နဲ့ပေးဝယ်မယ်နောက်တစ်ယောက်ကလည်း bullish ပေါ့ bullish ဆိုတဲ့ market market ဆိုတာ rising trend ဆိုတော့နော်ဒီတစ်ယောက်က150ပေးဝယ်ဆိုတော့နောက်တစ်ယောက်ကလည်း150တချက်နဲ့ပေးဝယ်မယ်နောက်တစ်ယောက်က152ချက်နဲ့ပေးဝယ်မယ်ဆိုတော့အဲ့ bullish trend ဖြစ်ရင်ဖြစ်ရင်လည်းတော်သေးွက်ကြည့်ရအောင်နော်အပေါ်ကိုညှင့်တယ်နော်နော်စတော့ဒီကွက်အဲ့ရနေပြီးတော့ပြန်ကြရတယ်ဆိုတော့ကျွန်တော် bearish နော်ဝက်ဝင်စေးကွက်ဆိုတော့ပြန်ကြတယ်ပြန်ကြတော့လူတွေစိုးရင်ပြီးတော့အထုတ်ရောင်းတာဒီ stock ကတော့ကောင်းမှာမဟုတ်တော့ဘူးငါထုတ်ရောင်းမှာဆိုတယောက်ကထုတ်ရောင်းတယောက်က130နဲ့ထုတ်ရောင်းတယောက်က128ကျပ်နဲ့ထုတ်ရောင်းတယောက်က120နဲ့ထုတ်ရောင်းနေစတော့ဈေးနှုန်းနေတာတဖြည်းဖြည်းနဲ့ကျွန်တော်ကြောက်ပါနော်အဲ့တော့ဒါဘာခေါ်လဲဆိုရင်ဒီ sentiment ကနေပြီးတော့ကျွန်တော် supply တွေမှာ post တွေကိုကျွန်တော်ကအပြောင်းလဲဖြစ်နေပါဖြစ်ပါအဲ့တော့ဒီမှာ trader ဆိုတဲ့ short ဈေးကွက် အယောင်းဝင်လို့တဲ့ stock trader တွေကတော့ဒီ market sentiment indicator တွေကိုကျွန်တော်စနစ်တကျကျွန်တော်ကြည့်ရအောင် market sentiment indicator တွေရောင်းဝယ်နည်းစနစ်တွေပေါ့နော်ရောင်းဝယ်နည်းစနစ်တွေစနစ်တကျကြည့်ရတယ်ပြီးရင်ဈေးကွက်သုတေသနနည်းစနစ်တွေနဲ့ပေါင်းစပ်ရပါတယ်ပေါင်းစပ်ပြီးတော့မှသူကဒီ trader တွေအနေနဲ့ကတော့လူတွေရဲ့ sentiment ကဘာဖြစ်နေရောနော်အဲအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်ကဒီ trading framework တွေ trading framework ဆိုတော့ store ဈေးကွက်အယောင်းဝယ်ပြုလုပ်တဲ့နည်းစနစ်တွေနဲ့နော် store ဈေးကွက်သူ့တည်တနာနည်းစနစ်တွေပေါင်းစပ်ပြီးတော့မှနော်ဒီ trader တွေကတော့ entry ပေါ့နော် entry ဆိုတော့ဒီဈေးကွက်ကိုစပြီးတော့ဝင်ရမယ့်အချိန်ကဒါမှမဟုတ်လဲ exit ပေါ့နော်ထွက်ရမယ့် signal ပြနေပြီလားဆိုတာတွေကိုသူကသတ်မှတ်ဆုံးဖြတ်တာပဲဖြစ်ပါတယ်နော် entry entry ဆိုတော့စပြီးတော့ဝယ်ဝယ်တော့မယ်ဆိုပြီးတော့ဒီ trader တွေကဒါ အဆုံးဖြတ်လိုက်တယ်ဒီ stock ကိုဝယ်ပြီးဘယ်နှစောင်းဝယ်မယ်ဘယ်လောက်ဘိုးဝယ်မယ်ခြင်ထားမယ်ပေါ့နော်ခြင်ထားတဲ့အခါမှာလည်းကျွန်တော်တစ်နှစ်ခြင်တာရှိတယ်နှစ်နှစ်ခြင်တာရှိတယ်တောင်းမို့လဲ3 3ရက်ခြင်ပြီးရောင်းတာရှိတယ်နော်အမျိုးစုံပဲတချို့ကြလည်း10နှစ်15နှစ်ခြင်ထားလည်းရှိတယ်ဒါတရားနဲ့တရားခံစားချက်ပေါ်မူတည်ပြီးတော့ဒီ stock ကိုခြင်ထားကြတယ်ညှော်လင်းချက်ပေါ်မူတည်ပြီးဒီ stock တူဆောင်ကကျွန်တော်ကနောက်9နှစ်ဆိုရင်တော့ဒီ stock ကနော်စတော့ဈေးနှုန်းကအခုက100ဖြစ်နေတယ်။နောက်9နှစ်မှာတော့တေချာပေါက်သူက ချဲစားတက်မယ်တဖောင်ဖြစ်မယ်ဆိုရင် तू ကအဲ့လိုမျိုးယုံကြည်တော့ तू ကကင်ကိုကင်တာမှာပိုးရုပ်တာမှာမရောတော့ဘူးเนาะတချို့ကြလည်းအဲ့လိုမဟုတ်ဘူးเนาะဒီ stock တောင်တရားနဲ့ဝယ်ထားတယ်เนาะနောက်တစ်လဆိုတော့တေးကြရဲ130ဖြစ်မှာ130ဖြစ်တော့က30များနဲ့ထုတ်ရောင်းမယ်ဆိုတော့သူလည်းရှိတယ်အမျိုးမျိုးပဲတချို့ကြတော့တရားနဲ့ဝယ်ထားတယ်နောက်နှစ်ရက်ကြတော့105ကျဖြစ်သွားသူ5ကျများနဲ့ရောင်းရတယ်ရောင်းမယ်အမျိုးစုံပါเนาะလူအမျိုးမျိုး စိတ်ထွေထွေခံစားချက်မတူတဲ့လူအများ လာပေါင်းစုနေတဲ့အတွက်စော်စစ်ကွယ် movement movement တွေကဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့မှာမှကျွန်တော်ကစော်ရောင်းဝယ်လုံးမဲ့ trader တွေကြတော့ဓာရီပေါ်မူတည်ပြီးတော့ကျွန်တော်က signal တွေပြန်ပြီးတော့ဖတာဖြစ်ပါတယ်เนาะအဲ့ရနေပြီးတော့ကျွန်တော်က maximize return ပေါ့เนาะအမြတ်အများဆုံးရအောင်เนาะအမြတ်အများဆုံးရအောင်เนาะဒီ signal တွေမူတည်ပြီးတော့ကျွန်တော်ကသုံးပြတာဖြစ်ပါတယ်ဝယ်မယ်ရောင်းမယ်ခြင်ထားမယ်ပေါ့เนาะစော်စစ်ကွယ်မှာတော့ ကျွန်တော်ကအယောင်းဝဲလို့တာအသုံးမျိုးပဲရှိပါအဝဲမယ်ရောင်းမယ်ဟိုးလို့မယ်ရေရှည်ကင်ထားမယ်ဆိုရယ်ဆုံးဖြတ်ဖြစ်ပါတယ်အဲ့ရနေပြီးတော့မှမက်ဆီမိုက်ရတန်းရဖို့နော်နော်အကျိုးများအမြင့်ဆုံးရဖို့အတွက်ကိုဒီ mood ပေါ့နော်ဒီခံစားချက်တွေကိုစနစ်တကျမှန်မှန်ကန်ကန်သုံးတတ်ဖို့သုံးတတ်နိုင်ဖို့အတွက်အရေးကြီးပါနော်အားလုံးသိတဲ့အတိုင်းပဲကဘာကျော်ရင်းနှီးမြှုပ်နှံမှုဂူရိုကြီးပေါ့နော်အမေရိကန်က ဘာဘာကျော်ကြီးနင်းမြုံနာမှုဂူရူကြီးဆိုအလုံးသိပါเนาะဝါရင်ဘူဖေးပေါ့เนาะဝါရင်ဘူဖေးဝါရင်ဘူဖေးကသူ့ရဲ့သူ့ရဲ့တတ်မှတ်ထားတဲ့ဆောင်းပိုးတစ်ခုရှိပါတယ်เนาะသူ့ရဲ့တတ်မှတ်ထားတဲ့ဆောင်းပိုးကလော်လော်လေးပါเนาะအဲ့တော့ buy stock တဲ့ stock တွေဝယ်ပါတဲ့ when people are fear ဒူတွေကြောက်နေချိန်မှာ buy stock stock ကိုဝယ်ပါတဲ့เนาะပြီးရင် sell stock stock တွေရောင်းပါတယ်ဘယ်ရှိမှရောင်းမလဲဆိုရင် people are greedy ဒီလိုတွေ လောဘတက်နေတဲ့ချိန်မှာထုတ်ရောင်းပါလူတွေကြောက်လန့်ပြီးတော့ထုတ်ရောင်းတဲ့ချိန်မှာဝယ်သွားတယ်သူရဲ့သူရဲ့ဆောင်ဖို့ကတော့ရှင်းရှင်းလေးပဲပေါ့နော်နော်အဲ့တော့နောက်တစ်ခါသူကဘာကိုကြည့်လဲဆိုတော့နော် fundamental လို့ခေါ်တယ်ကုမ္ပဏီရဲ့ fundamental အခြေခံအကြောင်းရင်းတွေမပြောင်းမပြောင်းလဲပဲနဲ့အဲ့ stock ကဘုံဆိုထိုးစင်းသွားတဲ့ချိန်မှာသူကစောင့်ဝယ်တာဒါသူရဲ့ဒုတိယ business ပေါ့နော် fundamental မပြောင်းလဲဘူးနော် stock ဈေးကွက်ကတော့ထိုးစင်းသွားတယ်နော် fundamental ဆိုတာဒီကုမ္ပဏီ ထားပါတော့နော်ဖန်ဒါမင်တယ်ဆိုတော့အဓိကအကြောင်းရင်းကဒီကုမ္ပဏီကထားပါအချွေထုတ်တဲ့ကုမ္ပဏီနော်အချွေထဲမှာထည့်ထားတဲ့ component က၄မျိုးထည့်ထားတာလည်းဒီ formula ပဲနော်ရောင်းရတာလည်းတနည်းကိုအလုံးတန်းကပုံမှန်ရောင်းနေရတယ်ရောင်းနေစရာလည်းဒီဈေးပဲနော်တနည်းကိုရတဲ့အမြတ်ကလည်းဒီအမြတ်ပဲနော်ဒါဖန်ဒါမင်တယ်ဒီဖန်ဒါမင်တယ်ကဒီနှစ်လည်းမပြောင်းဘူးနောက်နှစ်လည်းမပြောင်းဘူးဒါပေမဲ့အဲ့အဲ့အချွေ stock ရဲ့ဈေးနှုန်းကထိုးစင်းသွားတယ် ကွန်တမ်မီတာမချိမနဲ့ထိုးစင်းနေဆိုရင်ဝါရန်ဘော့ဖက်ကပါလို့လေအဲ့ကောင်ဖောင်းဝယ်လိုက်နော်အဲ့ဖောင်းဝယ်ပြီးတော့အဲ့ဒီကောင်ပြန်အတက်ဆောင်နော်အဲ့တော့ဒီပြန်အတက်ဆောင်ပြီးတော့ငကိုပုံမှန်ဈေးပြန်ရောက်တယ်ဒါမှမဟုတ်လေငကိုပုံမှန်ဈေးရဲ့ကြော်ရရှင်ကြသူကရောင်းထုတ်ပြန်ဒါသူ့ရဲ့ needs နဲ့ပါပဲနော်အဲ့တော့ဒီ stock market ကိုကျွန်တော် sentiment အနေနဲ့အဲကျွန်တော်တို့ကဆုံးဖြတ်နေတယ်အဲ့မှာ supply demand forces ပေါ်မူတည်ပြီးတော့အပြောင်းလဲဖြစ်တယ်နော်အဲ့တော့ အာဘိုင်းအော်ဒါတွေအများများပြီးတော့တော့လူတွေကအဝယ်လိုက်လာပြီဆိုရင်စော်စင်းတို့နေတက်လာတယ်တက်လာတာကိုကျွန်တော်က bullish ပေါ့နော် bull market လို့ခေါ်တယ်အရှင်မှာစော်စင်းတို့နေတက်အတခါလူတွေကြောက်လန့်ပြီးတော့ထုတ်ရောင်းတဲ့ချိန်နော်ကျွန်တော်တို့ supply side အများများတဲ့ချိန်စော်စင်းတို့နေ bull ဆင်းတယ်နော်အဲ့ဒီအခုပေါ်မှာကျွန်တော်တို့ကအမြဲတမ်း balance ဖြစ်အောင်ကျွန်တော်အဝယ်ရောင်းလုပ်တဲ့လူတွေကချိန်ဆပြီးတော့ maximize profit ရအောင်အရောင်းဝယ် လုပ်ကြတာပဲဖြစ်ပါတယ်အဲဒီလောက်ဆိုရင်တော့စတော့ဈေးကွက်ရဲ့เนาะเนาะစတော့ဈေးနှုန်းဘာရိုမီတာစတော့ဈေးနှုန်းနေစတော့အညွှန်းကိန်းနေစတော့မားကတ်နဲ့စီးပွားရေးဆက်နွယ်မှုနောက်တစ်ခါ economic cycle နဲ့စတော့ဈေးကွက် cycle ဆက်နွယ်မှုနောက်တစ်ခါစတော့ဈေးကွက်ရဲ့เนาะဈေးနှုန်းကိုပြဌာန်းတဲ့ factors တွေเนาะနောက်တစ်ခါ လူတွေရဲ့ sentiment ပေါ့နော်ဒါတွေအားလုံးကိုနားလဲသဘောပေါက်ပြီလို့နော်အနေနဲ့ယူဆပါတယ်နော်ဆက်လက်ပြီးတော့ကျွန်တော်ဘာကိုသွားမလဲဆိုတော့ဒီလက်ရှိကျွန်တော်တို့ရေပန်းစားနေပစ်စားနေတဲ့ဒီ market ဒီ market sentiment နောက်တစ်ခါ external factor တွေ internal factor တွေ store ဈေးနှုန်းကိုဘယ်လိုရိုက်ခတ်သွားလဲနော် store ဈေးနှုန်းကနော်ဘယ်လို indicator တွေ ਨੇ ပြလဲဆိုတော့ case study အပိုင်းကိုဆက်လက်ပြီးတော့သွားရအောင် နော် case study ပိုင်းကဆက်လက်ပြီးတော့ကျွန်တော်တို့လေ့လာကြအောင်အဲဆိုရင်တော့ပို့ပြီးတော့ရင်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စပြီးတော့ case study ကိုစပြီးပြောပါမယ် case study ကတော့2024ပြီးခဲ့တဲ့နှစ်ဇူလိုင်ပေါ့နော်တွန်ခဲ့တဲ့17လကဖြစ်ပေါ်ခဲ့တဲ့အဖြစ်ပြပါเนาะအဲ့ဒါကတော့ဒီကျွန်တော်တို့ဒီအမေရိကန်သမ္မတအလောင်းပေါ့နော်ဒီမစ္စတာဒေါ်နယ်ထရန့်ရဲ့ဘိုင်နက်ကုမ္ပဏီပေါ့နော် Trump Media and Technology Group ဆိုတာသူက New York Stock Exchange မှာ listed လုပ်ထားတာဖြစ်ပါတယ်နော်အဲ့တော့ New York Stock Exchange မှာ listed လုပ်ထားတဲ့သူ့ရဲ့ stock ကသူ့ဝန်သူ stock ကအယောင်းဝယ်၄ခွက်တည်းမှာအယောင်းဝယ်ဖြစ်နေတာနော်အယောင်းဝယ်ဖြစ်နေတာပဲနော်အယောင်းဝယ်ဖြစ်နေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အဲတမရလောင်းဒေါ်နယ်ထရန့်ကအဲ2024ခုနှစ်ဇူလိုင်မှာတော့ဒီဘယ်မှာသွားပြီးတော့ဆော်ဘယ်လို့လဲဆိုတော့ ပန်ဆာဗေးနီးယားဆိုတဲ့ပြည်နယ်မှာသွားပြီးတော့မဲဆော်ရွာလုတဲ့ချိန်မှာသူ့ကိုတုတ်ချန်တဲ့လူပေါ်လာတယ်။ဟောတုတ်ချန်တာသူကမတည်ဘူးပေါ့နော်။မတည်ဘဲနဲ့နရွက်ကိုရှာတိသွားတယ်၊သွေးရည်ပါထွက်သွားတယ်နော်။အဲ့လိုထိသွားတဲ့အချိန်မှာကျွန်တော်တို့ဒီဘာဖြစ်လဲဆိုတော့နော်။ဘာဖြစ်သွားလဲဆိုတော့ဒူရီရဲ့ sentiment ဘာဖြစ်သွားလဲ။တနာပြစ်ခံရဆိုတော့မတည်ဘူးဆိုတော့ sentiment ဘာဖြစ်သွားလဲသူ့ကို ကျွန်တော်မုံဝါတနာ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 ဝါအစောပိုင်းတနာဝါတော့နော်အခုမှအဲ့တော့စောပိုင်းတနာဝါတနာဝါတော့အဲ့တနာတော့တဲ့ဒီ sentiment ကနော်ဂယုနာပေါ့နော်ဂယုနာဖြစ်သွားတဲ့အချိန်ကသူကဘာရောက်သွားလဲလူလူရဲ့ထောက်ခံမှုပိုရောက်သွားလူလူထောက်ခံမှု ပိုရတော့တဲ့အနောက်ဘက်မှာသူ့ကုမ္ပဏီသူ့ပိုင်တဲ့ကုမ္ပဏီရဲ့ stock တွေရဲ့နော်ဒီ performance တွေပို့ပြီးတော့နော်သူ့ရဲ့ဒီ media ကုမ္ပဏီကိုပို့ပြီးတော့လူတွေကပို့ပြီးတော့ဒီသူ့ရဲ့ service တွေကိုသုံးစွဲကြမယ်ဆိုတော့နော်မျောလင်းချက်ကြီးကကြီးလာပြီးတော့နော်အဲ့ဒီသူ့ရဲ့ share ဒီ Mr. Trump ရဲ့ဒီ Trump Media ကုမ္ပဏီရဲ့ share အဲ့ဒီကာလမှာဘလော့ဖြစ်သွားလဲဆိုတော့တော်စင်းတော့ 50ရာခိုင်နှုန်းတက်သွားနော်50ရာခိုင်နှုန်းတက်သွားဆိုတော့စတော့ဈေးနှုန်းမှာဘလော့ဖြစ်သွားဆိုတော့40.5မှ58ဒေါ်လာဖြစ်သွားတယ်အစုကိုနော်အဲဇူလိုင်15 2024မှာ40.5မှ58ဒေါ်လာဖြစ်သွားတယ်ဒါရှာရှာပါပါဖြစ်တရက်ထက်နဲ့ဒီနေ့တိုင်းဆိုပြစ်လိုက်တယ်နောက်တရက်ကရှာရဈေးနှုန်းက50ရာခိုင်နှုန်းမြင့်တက်သွားတယ်နော်ဒါပါ us ပြရလဲဆိုရင်ပြည်သူလူထုရဲ့ sentiment ကလေ stock ဈေးနှုန်းကိုဘယ်လောက်ထိသွားပြီးတော့ ရက်ခတ်လဲဆိုတော့ကျွန်တော်သွားပြီးတော့ပြတာပေါ့နော်နော်အဲ့ရနေပြီးတော့40 40.5 US ဒေါ်လာနေပြီးတော့အခါပြန်ဆင်းနေတယ်နော်ဒီ2024ကာလမှာပြန်ဆင်းတယ်ပြန်ဆင်းပြီးတော့တခါပြန်တက်ပါတယ်နော်ဒုံဒုံဒုံဆိုပြန်တက်ပြန်တက်ရင်းနဲ့တခါ2025ကျွန်တော်တို့ကာလဖြတ်တန်းတဲ့အချိန်မှာတော့ပြန်ပြီးတော့စတော်စင်းတော့ပြန်ကြရတဲ့အချိန်မှာအခုဆိုရင်ဒေါ်လာ20ဒေါ်လာ20ပတ်လည်တော့ပဲရှိပါတော့ เนาะအခုချိန်ကတော့ဟောအခုချိန်ကတော့အားလုံးတည်တဲ့အချိန်ပဲเนาะသမရရဲ့ဟိုဟာကအပြောင်းလဲများသူရဲ့เนาะဟိုဘာကြာခဏပြောင်းလဲတတ်တဲ့ဒီ policy တွေเนาะမျိုးစုံပေါ့เนาะအဲတခါကြာလဲ reason reason ever မဖြစ်တဲ့အားတွေသူလောက်တာတွေရှိတယ်เนาะအားတွေတော်တော်များများကြောင့်เนาะအခုဆိုရင်တော့ two stock ကဒေါ်လာ20ပတ်လဲမှာပဲပါပြီးတော့ အခြေအနေကရှင်းနေတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒါပါလဲဆိုရင်เนาะသူ့ရဲ့မီဒီယာကုမ္ပဏီကသူ့ဟာသူ့အလို့သူ့လုပ်နေတာเนาะသူ့လို့သူ့လုပ်နေတယ်ဒါပေမဲ့သူ့သူ့ရဲ့လူလူရဲ့ခံစားချက်ကเนาะအစောပိုင်းကတော့သူ့ကို sympathy ဖြစ်သွားပြီးတော့ဝုန်းစိုးတက်သွားပြီမယ်เนาะဒီဘက်တကယ်တမရတကယ်လည်းဖြစ်ပြီးเนาะเนาะသူ့ရဲ့ဝါဒတွေမှာเนาะ reason ပဲမရှိနိုင်တဲ့ဟာတွေရှောက်လို့တဲ့ခါကျတော့သူ့ရဲ့ share အသင်းတော့ ပြန်ပြီးတော့ဘုံစုဆင်းသွားတဲ့အနေအထားဖြစ်တော့တွေ့ရတာဖြစ်ပါတယ်